မစ်ယူနီဗာစ်ကိုတော့ join ခြင်းနေဒါပေမဲ့ဟိုခွဲရမှာတောက်တာစမဒါလည်းတောက်တယ်ခွဲခန်းလည်းတောက်တယ်ရှင်မခွဲရဘူးဟိုမစ်ယူနီဗာစ်ကနေပြီးတော့မခွဲတဲ့တနေ့ဝင်ပြိုင်လို့ရရဲဆိုရင်တော့ထိတ်ဆုံးကနေပြိုင်ဖြစ်ပါမယ်ဟိုကိုရီးယားကိုရီးယားဝင်ပြိုင်ခွင့်ရခဲ့မယ်အဲ့လိုမျိုးအလားပါရေချပြခွင့်ရခဲ့မယ်ဆိုရှင်အာဒီဒီတင်းမီအေပေါ့နော်လှုပ်စင်တဲ့အရာအများကြီးရှိပါတယ်ချပြခြင်းပါတယ် တွေအောင်မြင်တာဆောအတွက်ဆောလုတ်တာထက်သူတို့လုတ်တာပါသူတို့ကြိုးစားတာပေါ့နော်သူတို့ကြိုးစားတဲ့ဟာလေးကိုကိုရီးယားနောက်ကနေပံ့ပိုးပေးရတဲ့သဘောလောက်ပါပဲဟုတ်ဟောကလေးမွေးတဲ့ခါကျတော့ OG လိုတာပေါ့ရှင်နော် OG လိုတာပေါ့ကျမတို့မွေးလာတဲ့ကလေးတွေကဘာဖြစ်မလဲဆိုတော့ကျမတို့မသိနိုင်ဘူးလေအဲ့တော့ကျမတို့ကတော့ OG ရဲ့လက်ထဲကိုအပ်လိုက်တယ်လို့ပါပဲကိုရီးစိတ်ထဲမှာတော့ဒီကိုစီရောက်လာတဲ့ကလေးတီဟိုအထီးဖြစ်ဖြစ်အမားဖြစ်ဖြစ်အချက်လေးဖြစ်ဖြစ်စိတ်တလို့ပေါ့နော်ဒါအချောက်စိန်တော့ရိုင်းရိုင်းပါတယ် LGBT ပဲဖြစ်နေဖြစ်နေအေးဒါမျိုးသမီးလေးတွေပဲဖြစ်နေဖြစ်နေဘယ်လိုပဲဖြစ်ဖြစ်ကိုစီ လာတဲ့ပွဲကိုလာချိုင်းပြီဆိုတာနဲ့ဆရာဘက်ကနေပြီးတော့အတက်နိုင်ဆုံးအာ performance ကအာသူရဲ့ physically beauty ရင်း mentally beauty အကုန်လုံး inner beauty တွေအစအကုန်လုံးအစင်ပြောင်းလို့ဟိုတင်ပြပေးပါတယ်ဟိုလမ်းညွန်ပေးရဆိုတဲ့သဘောပေါ့နော်ဆိုတော့ဟိုငါကလေးတွေဖဲပွဲမှာဘာရရမယ်ဆိုရဲဟာမျိုးမရှိဘူးအာသူတို့အကောင်းဆုံးလုံနိုင်တဲ့ရင်ကိုဆောင်းအကျင့်နေပြီ အဲ့လိုမျိုးပဲဆိုတော့သွားပါတယ်ဟုတ်ဖဏစည်းတာအစားအကုန်လုံးကိုယ်တိုင်လုတ်ပေးပါတယ်ဒါကလေဟိုဒါမှန်သောစကားပါကလေးတွေဖဏမစည်းတတ်ဘူးဓာတ်မစည်းတတ်ဘူးဆိုရင်တော့လက်ကင်ကြီးကျင့်ပေးတယ်ခြေထောက်လှမ်းချင်းစီလှမ်းနေဟာမျိုးကျင့်ပေးတယ်အဓိကတော့သူတို့ကကိုယ့်ကိုယုံကြည်မှုပေးနိုင်တယ်ပေါ့နော်ကိုကလည်းသူတို့ယုံကြည်လာအောင်နေထိုင်ပေးနိုင်တယ်ဒါကြောင့်မို့သူတို့ရဲ့မိုတီကတစ်ဆင့်တစ်ဆင့်တိုးလာတာပေါ့နော်အဲ့လိုမျိုးဆိုတော့ဟိုကိုကလည်းဟိုဟို မိခင်ဆိုမိခင်နေရာမှာနေရမယ်ပေါ့နော်အဲ့လိုမျိုးလေးနဲ့အဲဂျက်ကလီးမဖြစ်အောင်တော့ခင်ဆိုင်ရတာပေါ့ဒီမှာကလန်တော့အမေအမေနဲ့တမိနဲ့ဆိုမခါဘူးလို့လေးပေါ့အကေအမြန်ကြီးဆိုင်ပြီးပါတယ်ဟုတ် branding တစ်ခုရဖို့အတွက်ဆိုတာ branding တစ်ခုတိစားဖို့ဆိုတာတော့လွယ်တာမဟုတ်လीเนาะအချိန်အားငွေအားအစတို့ကိုယ်တိုင်လည်းအဲဖဏတ်တွေမပါဘဲနဲ့ဟိုဘီဟိုဟိုဘယ်သူမှကြီးမဆိုင်တဲ့ဂျောင်ထိုးခံတာဟိုကနေပြီးတော့တက်လာခဲ့ရတာပဲလीเนาะအော်အဲ့တော့ဆိုတော့ကလေးတွေကိုကိုရီအဲ့လမ်းပမာဏတစ်ခုမှာအဲ့လိုဆောက်နိုင်အောင်လို့သူတို့ ပြပေးတယ်ကိုကိုရိုင်းလည်းဘယ်လိုမျိုးစူးစမ်းခဲ့တယ်ဆိုစူးစမ်းခဲ့တဲ့အတိုင်းပေါ့နော်ကလေးတွေကိုဘယ်လိုလေးဟာအမီးကိုလှူဆောင်မှာဒါတို့လှူဆောင်မှာပေါ့နော်အများစုကတော့ตาလေးတွေမွေးစင်တာပေါ့အရန်ပေါ့ตาလေးအရန်မွေးစင်ပါတယ်ပေါ့မေမေလှူလာတာဆိုလို့ရှိရင်တော့အခု9နှစ်ကျော်နေပါတော့ရှိပါပြီဟုတ်ตาလေးတွေသမီးလေးတွေတော့မွေးပေးဖြစ်ပါတယ်ဒါကိုယ့်စီရောက်လာတဲ့ဒါသမီးလေးတွေထဲမှာတချို့ကျတော့ဟို organizer အကြီးကြီးရှိတာ agency အကြီးကြီးရှိတာအဲ့လိုအကြီးရှိတဲ့ဟာနေဆိုလို့ရှိရင်တော့ဒါအမြဲတမ်းဟိုဟို ကိုကတော့နောက်ွယ်မှာပဲအမြင်ညီဖြစ်ပါတယ်နောက်ွယ်ကနေပဲလုပ်ပေးဖြစ်တာပေါ့အတိတ်ကတော့မမရဲ့ကလေးနာမည်ရအောင်ပါအဲ့လိုပြောလို့ နမမရောက်လာဆောင်ဟုတ်ကဲ့မရလာဘူးမရပါဘူးဆိုတော့သူကဟိုအမြဲတမ်းကလန်ဟာနောက်ကွယ်အား trainer တွေပေါ့နော်ဒါစောတယောက်တည်းမှမဟုတ်ဘူးမြန်မာနိုင်ငံမှာ patient coach တွေ patient trainer တွေအများဆုံးရှိပါတယ်သူတို့ရဲ့အကောင်လုံးကနမယူလာရှားရယ်မမဘယ်သူမှအာငါကတော့ဘယ်သူ့ကိုတင်ပေးလိုက်လို့ငါကတော့ဘယ်သူ့နေရာရောက်တွေ့လို့ဆိုတော့အဲ့လိုလက်မထောင်နေစိတ်မရှိကြဘူးအကောင်လုံးကမြန်မာနိုင်ငံမှာရှိရတဲ့ဒီကောနဲ့ပတ်သက်လာတဲ့ patient coach တွေအကောင်လုံးကနောက်ကွယ်ကနေလုပ်ပေးရတာကိုပဲဝါသနာပါတာဆိုတော့ကိုယ်တိုင်လည်းနောက်ကွယ်ကနေပဲနမယ်ကြီးပြီးဖြစ်စီမကြီးပြီးဖြစ်စီအဲကလေးတွေရဲ့ အချိန်ဒီအရရအဆင်ပြေသွားရင်ဂျင်းနဲ့တယ်ဆိုရဲစိတ်နေပဲနေဖြစ်ပါတယ်ဟုတ်အော်ဟို Miss Universe ကိုတော့ join ခြင်းနေဒါပေမဲ့ဟိုခွဲရမှာတောက်တာစမဓာလေးတောက်တယ်ခွဲခန်းလေးတောက်တယ်စင်မခွဲရဘူးဟို Miss Universe ကနေပြီးမခွဲတဲ့တနေ့ဝင်ပြိုင်လို့ရရဲဆိုရင်တော့ထိတ်ဆုံးကနေပြိုင်ဖြစ်ပါမယ်ပေါ့အခုလောလောဆယ်ကတော့ပြိုင်ခြင်းနေအရန်ပြိုင်နေပေမဲ့မခွဲရပါဘူး ဟိုကိုရီတာကိုရီတာဝင်ပြိုင်ခွင့်ရခဲ့မယ်အဲ့လိုမျိုးအလားပါရေးချပြခွင့်ရခဲ့မယ်ဆိုရှင်ဒီဒီတင်းမီအေပေါ့နော်လှုပ်စင်တဲ့အရာအများကြီးရှိပါတယ်ချပြခြင်းပါတယ်ဆိုတော့ဒီ success based modeling training center ဆိုပြီးတော့လုပ်ထားပါတယ်အာဆိုရင်ဟာဒီနာမည်လည်းအရင်ကြီးတဲ့ training class တော့မဟုတ်ပါဘူးဒါပေမဲ့စောစီကထွက်သွားတဲ့ယောက်ျားလေးမင်းကလေးတိုင်းတည်တော့ပွဲတနေရာမှာစုတစ်ခုစီအရောအမြင်နဲ့ရကြပါတယ် Mr. Supranational မှာဆိုလဲဆိုကလေးတွေ join ခဲ့ပူကြတယ်အဲသူတို့လေးဆိုလဲထိုက်တင်လျောက်တဲ့နေရာလေးရတယ်ဒါမဲ့ အာ miss ပွဲတွေမှာဆိုရှင်လေ universe တို့ gram တို့မှာလည်းဆိုရင် city ပွဲတွေရဲ့သမီးလေးတွေကိုကင်ပူးတယ်ပေါ့နော်အများအဆုံးကိုတော့တို့ရဲ့ဘဝအတူတက်ရလမ်းကြောင်းလေးတွေနဲ့တို့အောင်မြင်မှုအတွက်ကိုလမ်းပြပေးပါတယ်အဲနောက်တစ်ခါကျတော့စောတီစောစီမှာရောက်နေတဲ့ကလေးကအာနောက်တစ်ဆင့်ကိုထပ်တက်သွားပြီဆိုလို့ရှိရင်တော့စောမနိုင်တော့ဘူးဒီ get war နဲ့ဒီ nebel ကစောရဲ့ nebel ထပ်မြင်မာသွားပြီဆိုရှင်တော့မှာပဲစောကအာမေတ္တာစိတ်နဲ့သူတို့ကိုတခြားကိုထပ်ပို့ပြီးတော့ senior ကျ trainer တွေစီကိုဟိုပေးအပ်ပြီးတော့ ပို့ဆောင်ပေးတာဆိုတော့စောင်းချီကိုလာတဲ့ကလေးတိုင်းအကုန်လုံးဒီစောင်းရဲ့ဒါသမီးစောင်းရဲ့ညီကိုမောင်နှမအဖြစ်နဲ့ပဲရှိနေမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အာလာတက်ဖို့လည်းအများကြီးဖိတ်ခေါ်ပါတယ်ပြီးတော့အာပရိသတ်တွေအနေနဲ့လည်းဆိုတော့ကေဘောထရိနာလေးတွေကိုလည်းချစ်ပေးကြပါလို့ပြောချင်ပါတယ်ဟုတ်